ဝိဇ္ဇတုပုဂ္ဂိုလ်ရဲ့အချုပ်ဖြစ်တဲ့ရကန်းစင်အောင်ဆရာတော်ဘုရားကြီးဥဩပါတာအကြောင်းကိုတင်ဆက်ပေးပါမယ်။ရကန်းစင်အောင်ဆရာတော်ဘုရားကြီးဟာတခိတခါကအလွန်ကိုထင်ရှားကြော်ကြားခဲ့တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မျက်ကြီးပါ။ဖွဲ့ရပဝိဇ္ဇာရင်းနဲ့လောကီလမ်းကြောင်းကိုလိုက်စားကြတဲ့ပုဂ္ဂိုလ်တွေမှလည်းဆရာတော်ကြီးဟာအဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်တော်မူပါတယ်။ဆရာတော်ဘုရားကြီးကိုတက္ကရစ်1100နှစ်ခုနဲ့တပေါင်းလာဆန်း9ရက်တနည်းခုနေနေမှာအဘဦးရကျော်အမိဒေါငွေနှင်းတို့မှာ နောက်ခါမှာရကန်းစင်တော်ဆရာတော်ဥဩပါတာလို့အမည်တွင်လာမဲ့တားကောင်းယရနာကိုဓမ္မပုံကံကြေးရွာမှာဖွားမြင်တော်မူပါတယ်။ဆရာတော်ကြီးရဲ့ငယ်မိမှာတော့မောင်ကုန်းဖြစ်ပါတယ်။မောင်ကုန်းမှာမလှဝင်းလို့ခေါ်တဲ့နှမငယ်လေးတူရှိပါသေးတယ်။မောင်ကုန်းလေးကျောင်းနေရွယ်ကိုရောက်လာတဲ့အခါမှာရှမ်းမြောင်ရိုးဆရာတော်ထံမှာအနံ့ပြီးမင်္ဂလာတုံးအတွင်းအောင်ခြင်းအပြင်အောင်ခြင်းနမကာရလောကနီတီတရာကျန်တကြွကျန် စတာတွေကိုចောင်းသားဘွားကပင်တက်မြောက်လာခဲ့ပါတယ်။ရှမ်းမြောင်ရွှေဆရာတော်ကြီးကចောင်းသားလေးမောင်ကွန်းကိုရှင်သာမဏေပြုပေးရာကနေရှင်ဩဘာသဘွဲ့အမည်ကိုရရှိခဲ့ပါတယ်။ရှင်ဩဘာသဟာငယ်စဉ်ကလေးကပါရမီအထုံးပါလာတာကြောင့်ဘေဒင်ကျန်၊စန်းကျန်၊အင်းအိုင်၊ခလက်၊ဂါရာ၊မန်နီယာစတဲ့လောကီကျမ်းတွေကိုလိလနိုင်ခဲ့ပါတယ်။ရှင်သာမဏေဘုရားမှာယဟန်ပြုပြီးတဲ့အခါရှင်ဩဘာသဟာ လော်ကီအတက်ထွက်ရန်လမ်းကိုဝါသနာကြီးလာတာကြောင့်ဝိဇာပညာလေးပါးမှာစေးအတက်နဲ့အင်းအတက်ကိုနေညာမပြတ်လုံလဝရိယစိုက်ထုတ်ကကြိုးစားလိုက်တော့တက္ကရစ်1285ခုတပေါင်းလာဆန်း10ရက်နေ့ညနေ9နာရီအချိန်မှာမြက်ကမ်းမြင်တောင်အထက်အလောင်းစီသူမင်းကြီးတီထားကိုးကွယ်ခဲ့တဲ့ဇေရိုမြက်ရဲ့အရှိတောင်တောင်ကျယ်ပြန့်တဲ့ကြောက်ပြာထက်မှာဝိဇတို့ထွက်ရန်လမ်းကိုပြီးစီးအောင်မြင်တော်မူခဲ့ပါတယ်ဆီယာရိုဥဘတာထွက်ရန်လမ်းကိုပေါ့မြောက်အောင်မြင်ပြီးတဲ့အခါ အလောင်းစီသူမင်းကြီးတီထားခဲ့တဲ့ဇေရော်ကြီးအောက်မှာဂျရနာလှိုင်ကူတော်ကြီးကိုမြင်တွေ့ရတာကြောင့်အဲ့ဒီလှိုင်ကူအတွင်းကိုတိတ်တိတ်ကိုနဲ့ဝင်ရောက်တော်မူတော့ဂျရနာတိုက်ကိုးတိုက်နဲ့ရကန်းစင်ကိုးစင်ကိုတွေ့ရပါတယ်ထူးခြားတာကအဲ့ဒီရကန်းစင်တွေမှာအလွန်တရာချောမောလှပတဲ့မိန်းကလေးတွေရကန်းရက်နေကြတာကိုဆရာတော်ကြီးမြင်တွေ့ခဲ့ရပါတယ်ရကန်းစင်ကိုကြည့်လိုက်တော့ချီမြင်တွေနဲ့ရှုပ်ထွေးနေတာကြောင့်ဆရာတော်ရဲ့တကိုးတိတ်တိတ်တော်နဲ့ရှင်းပြလိုက်တော့ရှုပ်နေတဲ့ချီမြင်တွေအားလုံးနေရာတကျဖြစ်သွားပါတယ် ဆရာတော်ကြီးကအဲ့ဒီရက်ကန်းရက်နေတဲ့အမျိုးသမီးတွေကိုအဘယ်အတွက်ကြောင့်ရက်ကန်းရက်နေကြသလဲလို့အကြောင်းစုံသိရအောင်မေးကြည့်လိုက်တော့အမျိုးသမီးလေးတွေတဲကတူးကနောင်ပွင့်တော်မူမဲ့အရိမတေယဖျားရှင်ကိုလှူဒန်းဖို့သင်္ကန်းတော်ကိုရက်နေကြတာဖြစ်ကြောင်းရက်ကန်းမှာကုစင်တိတိရှိကြောင်းနဲ့တစောင်းမိုးလာဆန်းရှိရက်နေ့ညတကောင်အချိန်မှာတပည့်တော်တို့ရက်ကန်းရက်နေတဲ့အတန်ကိုအပြင်ကနေကြားရပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုရှောက်တင်ပါတယ်။တချို့ကံအလွန်ကောင်းကြတဲ့သူတွေပြောကြတာကအဲ့ဒီညတကောင်ရန်အချိန်မှာ အမျိုးသမီးလေးပြောသလိုရက်ကန်းတန်တွေကြားရတယ်လို့ဆိုပါတယ်။ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသာဟာအင်းဝိစတို့အဖြစ်တစ်ဖက်ကန်းကတက်မြောက်ပြီးထွက်ရပေါက်တော်မူခဲ့တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ဆရာတော်ထွက်ရပေါက်မြောက်ခဲ့တဲ့တောင်တော်ကြီးဟာလည်းခရစ်ဂျေနဝင်းကျေဖြစ်ပါတယ်။ဘလို့နဝင်းကျေတာလဲဆိုတော့ရက်ကန်းစင်တော်ဆိုတာရက်ကဘုဒ္ဓဟူ၄ကန်းတနင်္လာနှစ်စင်အင်္ဂါ၃အားလုံးပေါင်းလိုက်တော့ကိုးရတာကြောင့်ကိုနဝင်းကျေတဲ့တောင်လို့ဆိုရပါမယ်။ ရှိခါကအဲ့ဒီတောင်ကြီးဟာတံပြော့ကောင်းအထက်မှာရှိတာကြောင့်တံပြော့တောင်လို့လည်းခေါ်ကြပါတယ်။တံကတောက်ကြာ6ပြော့ကကြာသာပရိ9တောင်ကစနေ9အားလုံးပေါင်းလိုက်ရင်18ကနန်းဆိုတော့ဒါလေး9ကနန်းရတဲ့အတွက်ကိုနှမင်းကြည်တယ်လို့ပြောလို့ရတာပေါ့။အဲ့ဒီတံပြော့တောင်တစ်ဖြစ်လေရကန်းစံတော်ကြီးမှာဂူပေါင်း9လုံးရှိတယ်လို့ဆိုပါတယ်။ဆရာတော်ကြီးဟာအဲ့ဒီတောင်ကြီးမှာရကန်းစဉ်90ကိုတွေ့ရတာကြောင့် ရကန်းစင်တောင်လို့ခေါ်ဆိုခဲ့တာပါတနည်းဆိုရတော့ဒီတောင်တော်ဟာညံမျက်စိအလင်းမရသူတွေလာရောက်အားထုတ်ပြီးပေါက်ရောက်အောင်မြင်ညံအလင်းကိုရရှိကြတာကြောင့်မြက်ကန်းမြင်တောင်လို့လည်းအမည်တွင်ပါတယ်အဲ့ဒီလိုရကန်းစင်တောင်တံပြော့တောင်မြက်ကန်းမြင်တောင်ဆိုပြီးသုံးမြင်ရတဲ့တောင်တော်ကြီးမှာဆရာတော်ဘုရားကြီးဟာအင်းဝိဇ္ဇာအတတ်ပညာကိုတစ်ဖက်ကန်းကပ်ပေါက်ရောက်အောင်မြင်တော်မူပြီးထွက်ရလန်းကိုမြန်ခဲ့ပါတယ်ဆရာတော်ကြီးဟာထွက်ရလန်းကိုမမြန်မီမှာ မဟာဂန္ဓာယီပညာတွေကိုဖြန့်ဝေသာသနာပြုရန်မြန်မာနိုင်ငံအနှံ့ပြားကိုဂန္ဓာယီခီးလှည့်လည်ကြွရောက်တော်မူခဲ့ပါတယ်။ဆရာတော်ရောက်ရှိခဲ့တဲ့မြို့တွေကစင်ကူးမြို့မန္တလေးမြို့ပဒောင်းပြည်တောင်ငူပြင်းမနရန်ကုန်ပဲခူးဟင်းထရကြိုက်လံဖျာပုံဘူကလေးစတဲ့မြို့တွေမှာခုနှစ်သားသမီးတွေလော်ကီစီးစိမ်ဥစ္စာတိုးပွားပြီးလိုရာခီးပေါအောင်မြောင်ချီးမြှင့်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီးဟာလော်ကီထွက်ရပေါက်လန်းကိုအောင်မြင်ပြီးတဲ့နောက်မှာလည်းနေရာအနှံ့ပြားကိုလှည့်လည်ခြေဆက်နေထိုင်သတင်းသုံးတော်မူခဲ့ပါတယ်။ဆရာတော်ကြီးကိုမြင်တဲ့သူတွေကအင်းပေါက်ပြီးယူသွားတဲ့ဘုံတော်ကြီးဆိုပြီးချင်းချင်းယူဆကြပါတယ်။တစ်ခါတစ်ခါရီးလိုက်ငုံလိုက်နဲ့ခေါင်းပေါ်မှာလည်းတထွားတမိုက်လောက်ရှိတဲ့ဆန်တော်ရှီရီနဲ့ညစ်ပေနေတဲ့သင်္ကန်းဟာအယောင်မရှိတော့ဘဲဖြူမွဲပြာနေအောင်ဝစားစီရင်ထားတဲ့အတွက်ဘသူမှလေးစားတန်ဖိုးထားခြင်းကို မခံရဘဲအထင်မြင်သေးလျက်ရှိပါတယ်။ ဒါကလေဝိဇာဆိုတာတတ္တဝါတွေကိုကဲတင်မှုနဲ့ပါရမီပဋ္ဌာန်းဆက်ရှိတဲ့သူတွေကိုလမ်းကြောင်းပေါ်တင်ပေးဖို့ရာဂန္ဓာယီလှည့်လည်ကြတာဖြစ်တဲ့အတွက်လူအယုံဆိုင်ချင်းကင်းဝေးအောင်အယူပုံတရနဲ့လှည့်လည်ကြခြင်းဖြစ်ကြောင်းလေ့လာမှတ်သားရပါတယ်။တနေ့တော့လက်ပံစင်ရွာကိုသင်္ကန်းကူးရုတ်ကားရနဲ့အယူလိုလိုဘုန်းတော်ကြီးဦးဩဘာသာရောက်ချလာပါတယ်။အဲ့ရွာမှာနေတဲ့ဘိုးပန်းကိုခေါ်တဲ့အဖိုးကြီးရဲ့အိမ်ကိုဝင်တော့အဖိုးကြီးဟာဘိုးဩဘာသာရဲ့ပုံပန်းတရံကိုမြင်ပြီးဆဲဆူချိန်မောင်းရိုက်ပုံနှင်ထုတ်ပါတော့တယ်။ အဲ့ဒီခါဖုန်းတော်ကြီးကအပြုံးမင်မပြတ်ပဲမင်းငါ့ကိုရိုက်တာငါဘာမှမဖြစ်ဘူးဘူပန့်ရဲ့မင်းကိုတော့ငါအလွန်လွန်ကိုတနာလာပါရဲ့ကွယ်ဆိုပြီးတီးခတ်ပြီးပြန်ခဲ့ပါတယ်သိမကြခင်မှာပဲသူတော်ကောင်းကိုပြင်းမာခဲ့တဲ့ဘူပန့်တို့မိသားစုဟာနလန်မထူနိုင်လောက်အောင်ကိုစီးပွားပြတ်သွားရရှာပါတယ်တခါကလည်းဘိုးဘာသာဟာရကန်းစင်တောင်ကြီးမှာဝိဇာအပေါင်းတို့ဓပ်ပနတ်ကြရာကြောက်တုံးတုံးပေါ်မှာဈေးရီငယ်လေးတစ်စုတီးပြီးထီးလေးမိုးကတရားအားထုတ်နေပါတယ် ဘိုးဘာသားကိုကြီးညိုကြတဲ့အနီးနားရွာက တကားတွေကလည်းကပ္ပိယလုံရင်ဝှက်ဖြစ်ကြတာပေါ့တခါတော့ကပ္ပိယတွေကဘိုးဘာသားကိုရန်ကုန်မြို့ရွှေတကွန်စီတော်ကြီးကိုဖူးမြော်ခြင်းကြောင်းရှောက်ကြပါတယ်အဲ့ဒီခါဘိုးဘာသားကသူ့ခါကိုဖတ်ပြီးမျက်စိမိတ်ထားဖို့ပြောတော့ကပ္ပိယတကားတွေလည်းဘိုးဘာသားပြောတဲ့အတိုင်းလုပ်ကြတော့ချက်ချင်းဆိုသလိုမျက်စိပြန်ဖွင့်ကြည့်လိုက်တော့ရွှေတကွန်စီတော်ကြီးပေါ်ကိုအမှန်တကယ်ရောက်နေကြတာကိုအံ့ဩစွာနဲ့တွေ့ရပါတယ် အဲ့ဒါနဲ့အာလုံးလဲအာပါတယဖျားဘူးကြီးညိုကြပြီးပြန်ကြဖို့ပြောတဲ့အခါမှာတဖန်ခါကိုဖတ်ခိုင်းပြန်တော့ဖတ်ထားပြီးမျက်စိမိတ်ထားကြရမကြမီပဲဓာတ်ပေါင်းစီတွေရှိရာမူလနေရာကို ပြန်ရောက်နေတာကိုတွေ့ကြရပါတယ်အချိန်အပြည့်ဘလောက်ကြာလဲဆိုရင်မတော်ခင်ကမီးထိုးပြီးရင်းနှီးအိုးတည်ထားခဲ့တာအပြန်မှာရင်းနှီးစူးစားရှိသေးတဲ့အချိန်အတွင်းရန်ကုန်ကိုအတော်အပြန်ဖျားဖူးပြီးကြတာကြောင့်မယုံနိုင်လောက်အောင်ကိုအံ့ဩဝမ်းသာဖြစ်ရပါတယ် ဝိုးဘာသာကဒဂရီကိုရွှေဒဂုံဖျားကိုမှတ်သားပြီးအဲ့ဒီအမှတ်သားအတိုင်းဓာတ်ပေါင်းစီရော်လေးကိုပြန်လည်တီထားဖို့မိန့်ပါတယ်။ယနေ့အခါဖူးတွေ့ရတဲ့ဓာတ်ပေါင်းစီရော်ဟာဘိုးဘာသာရဲ့ဓာတ်ပေါင်းစီရော်လေးကိုပြန်လည်ငုံပြီးတီထားခဲ့တာလို့သိရပါတယ်။ဓာတ်ပေါင်းစီရော်လေးတီပြီးတဲ့အခါဘိုးဘာသာဟာနေ့စဉ်နေ့တိုင်းတောင်အောက်ကလေထဲကိုဆင်းပြီးရေကိုခတ်ယူရပါတယ်။အဲ့ဒီအခါလေပိုင်ရှင်ဖြစ်တဲ့ဦးမုံဆိုသူဟာနေ့တိုင်းဒီကိုရော်ဟာမပြောမဆိုပဲရေလာခတ်နေတာကြောင့် လဲမရင်မရဖြစ်နေတော့စိတ်တုန်နေတာပေါ့ဒါနဲ့တနေ့ဘိုးဘာသာရေဦးလေးကိုလက်မကိုင်းပြီးရေလာခတ်တဲ့အခါဦးမုံကကိုရိုလက်ထဲကဘာလဲအဲ့လိုမေးလိုက်တော့ဘိုးဘာသာကဦးတော်ပါကွာလို့ဖြေတယ်အဲ့ဒီခါဦးတော်ဆိုဒုတ်တော်နဲ့ရိုက်တယ်ဗျာဆိုပြီးဘိုးဘာသာကိုဒုတ်နဲ့လှိမ့်ရိုက်ပါတော့တယ်ဘိုးဘာသာရဲ့လက်ထဲကဦးလေးလည်းချက်ကွဲသွားတာကြောင့်ဦးကွဲစခန်းပြက်ဖြစ်ရောကွာဆိုပြီးနှုတ်ကထုတ်ပြောလိုက်မိတာ ဦးမောင်းလည်းအဲ့ဒီနေ့ကစပြီးအိုးခွဲစခန်းပြတ်တဲ့အဖြစ်ကိုရောက်ရပါတော့တယ်။သူတော်ကောင်းဆိုတာပြစ်မှားမိတဲ့အခါအကုတို့ကလက်ငင်းအချိုးပစ်တတ်တာကြောင့်မိမိတို့ပဝန်းကျင်မှာရှိတဲ့သူတော်ကောင်းပုံကိုယ်တွေကိုမပြစ်မှားမိအောင်ထိမ့်သိမ့်ကြဖို့အကြံပြုပါတယ်။ဘိုးဘာသာဟာတခါတည်းရန်ခင်ရမင်းရအိမ်တွေကိုလှည့်လည်လေးရှိပါတယ်။စွန်းကိုလည်းကျုံတလို့သာဖုံးပြီးတော့မူပါတယ်။တခါတော့ညနေနေတဲ့ရွှေကုန်တိုင်းလို့အမည်ရတဲ့ရွာကအိမ်တိုင်းစီကိုစွန်းဖုံးပြီးပို့သွားပါတယ်။ ဲ့ဒီအိမ်ကငပိလုံရောက်တဲ့အိမ်ဖြစ်တာကြောင့်ငပိပေါ်လာပြီမယ်စံတော့ရှားဟန်တူပါတယ်အဲ့ဒီခါဘိုးဘာသားကစွန်းလာဖုံးပြဖို့လှေကိုခေါ်လိုက်တော့အိမ်ကလူတွေကမအားဘူးလို့ပြောတာကြောင့်ညင်တို့မအားရင်လည်းနေငါစီလှေထိုးလိုက်ဆိုပြီးပြောလိုက်တော့လေဟာဘိုးဘာသားရှိရာကိုလှော်မဲ့သူမပါပဲတိတိမမတ်ကြီးဆက်ရောက်လာပါတော့လေဘိုးဘာသားစွန်းဖုံးပြီးနေစဉ်အင်ရှင်များကစံရှားကြောင်ညင်ညူကြတဲ့အခါအေးညင်တို့စံကိုငပိနဲ့လဲမလား စမ်းလို့ချင်းရင်အိမ်ရှိမှာ ပုတ်တောင်းနေချထားလိုက်ခုပြောပြီးပြန်သွားရနောက်တနေ့တွင်စမ်းလဲခွနစီအိမ်ရှိကိုရောက်လာပြီးငပိနဲ့စမ်းလဲပါတယ်လို့ပြောပြီးအိမ်ထဲဝင်လာကစမ်းဦးတဲ့စမ်းတွေအပြည့်ဖြည့်ငပိအချို့နဲ့လဲယူသွားကြပါတယ်ဒါကလည်းဘိုးဘာသားရဲ့တိတ်တိတ်ကိုပြတဲ့ဖြစ်ရတွေတဲကတခုပါတယောပင်ကြီးရွာမှာနေထိုင်နေဘိုးတက်ဆိုတဲ့သူဟာဘိုးဘာသားနဲ့အလုံးကိုရင်းနှီးခင်မိပါတယ်။တနေ့ဘိုးဘာသားကဘိုးတက်ငါ့ကိုရင်းနှီးတာကိုလှည့်နေလိုက်ဘို့ ဆိုပြီးပြောတော့ဘိုးတစ်ကကြိုးစိုက်ဖို့ရှိသေးတယ်မအားဘူးလို့ပြန်ပြောတာကိုမရပဲဘိုးဘာသားကအတင်းလိုက်ဖို့ခိုင်းတာကြောင့်ဘိုးတစ်လဲနဲ့လိုက်ဖို့ရပါတယ်ရကန်းစင်နဲ့ရင်းနှသားဟာအတော်ကိုခီးလှမ်းပါတယ်ဘိုးတစ်လဲမောင်းနေခိုင်းမှာဘိုးဘာသားကဘိုးတစ်မင်းမျက်စိမှိတ်မောင်းကွာဆိုပြီးပြောတော့ဘိုးတစ်လဲမယုံတင်ကနဲ့မျက်စိမှိတ်ပြီးလဲမောင်းနေရတိတ်မကြလိုက်တဲ့အချိန်အတွင်းမှာပဲရင်းနှသားကုန်းအနီးကင်းရွာကိုရောက်နေတာကိုတွေ့ရပါတယ်ဘိုးဘာသားဟာဘိုးတစ်ထမင်းစနေတာကိုသိတဲ့အချိန် ကင်းရွာကဇရက်တခုမှာထမင်းဝိုင်းအောင်မီစားနေတဲ့လူတစုကိုမြင်တော့လက်ဖြုတ်ပြီးခဏနားရအောင်ဆိုကဘိုးတိတ်ကိုအဲ့လူတွေထမင်းစားနေတဲ့ထမင်းဝိုင်းထဲမှာဝင်စားစေပါတယ်ဘိုးတိတ်လည်းထမင်းဝင်စားပြီးပြန်အစင်းလက်အတုပ်နောက်ကိုလှည့်ကြည့်လိုက်တော့ထူးဆန်းစွာပဲထမင်းစားနေတဲ့လူတွေရောထမင်းဝိုင်းရောပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်ဘိုးတိတ်လည်းအလုံးကိုအံ့ဩနေစမှာဘိုးဘာသားကလာပါကွာမင်းအပြန်အချိန်မရှိတော့ဘူးရော့ဒီရွက်ကိုစောင်းထားဒီရွက်ကိုပဲသုံးအဲ့လိုဆိုကစက်တန်နှစ်ရွက်ကိုအပြင်ကညှက်ပြီး ငါးချက်တံကိုအလဲမှာထည့်ပေးလိုက်ပါတယ်။အလဲငါးချက်တံကိုမတုံးရင်လည်းမှားလိုက်ပါသေးတယ်။အန်အောဘူကောင်းတာကဘိုးတဲ့ဟာအလဲငါးချက်တံကိုမတုံးမဲတင်ထားပြီးကျန်တဲ့ချက်တံနှစ်ရွက်ကိုပဲတုံးတာ။ချက်တံတွေဟာတုံးလိုက်တိုင်းတုံးလိုက်တိုင်းဇာတို့ပွားများလာပါတယ်။အဲ့ဒီကစပြီးဘိုးတဲ့လည်းစီးဝါးတွေတက်ကအိမ်မှာဆန်ရွှေရှန်ကြစီရွှေရှန်ကြနေပေါ့။ဘိုးဘာသာပေးလိုက်တဲ့ငွေပွားဟာဘိုးတဲ့အတွက်စီးစိမ်ဥစ္စာတိုးပွားခဲ့ပြီးမယ်။ကံမကောင်းစွာပဲဇနီးတဲ့နဲ့တမိလေးပါတည်ဆုံးခဲ့ရတာကြောင့် ကျွံ့ရွာကိုပြောင်းသွားရရှာပါတယ်။ဘိုးဘာသာဟာဘိုးတဲ့ပြောင်းသွားမှန်းလည်းသိတော့ဘိုးတဲ့နောက်ကိုလိုက်ပြီးချိမြောက်ပါသေးတယ်။မက်စီနှစိပေးခဲ့ပြီးအဲ့ဒီမက်စီနှစိဟာလည်းဝေဘွားတွေဖြစ်နေပါတော့တယ်။ဒီနေ့ဘိုးဘာသာဟာခင်မင်းရင်းနှီးတဲ့ဒကာများဆိုတဲ့သူကိုရင်းနသာတော်အတွင်ဓာနင်းရန်လို့ပြောပြီးခေါ်သွားပါတယ်။တော်ရဲရောက်တော့မိုးချုပ်သွားတာကြောင့်အဲ့တော်ရဲမှာပဲအိတ်လက်ကြတာပေါ့။ညတကောင်းရဲ့အချိန်မှာကောင်းငင်ကနေရွှေမိုးတွေရွာချတာကိုဒကာမြမြင်တော့ ထောက်ောက်ချင်းစိမ်၃ကျင့်၃ကတိတိမယိုးမယွာဖြစ်ပါတယ်။ဘိုးဘာသာစူမာကိုလည်းကြောက်တာကတကြောင်အချိန်ခါမဟုတ်တောချောက်တယ်လို့ထင်တာကတကြောင်ကြောင့်အိညာကတကာမြမကောက်ရဲခဲ့ပါ။မနဲ့လင်းတော့ဘိုးဘာသာကိုမေးကြည့်တော့မင်းမကောက်မိတာကံကောင်းနေလို့ဆိုပါတယ်။အဲ့ဒီကနေခီးဆက်လာကြတာစူးခါညောင်ကွဲအရက်လေးရောက်ရောတငါတယ်ရီကိုတွေ့ရပါတယ်။တငါတယ်ရီဟာငားမရတာကြောင့်ညှဉ်းညူနေကြရဘိုးဘာသာလည်းမကြီးပင်ကမကြီးရွက်တွေကိုခူးခိုင်းပြီး လှေရီပေါ်ကိုတင်စေကဒကာမြကိုရှေ့ကကျဲခိုင်းပြီးသူကိုယ်တိုင်လှေစီးပြီးအင်းနဲ့ပတ်ပါတော့တယ်။ပြီးတဲ့အခါအင်းသမားတွေကိုမင်းတို့နောက်ဒီလိုမျိုးငါ့ကိုမပူဇော်ကြနဲ့တော့အဲ့လိုပြောထားခဲ့ပြီးပြန်လာခဲ့ရာညဘက်အရောက်မှာအင်းတအင်းလုံးငါးပွက်တန်နေကြားရပြီးတအင်းလုံးမကြီးရွက်တွေကနေငါးတွေဖြစ်နေတာကိုထူးဆန်းစွာတွေ့ရပါတယ်။ဝိဇ္ဇာတော်မှာရွရွဝိဇ္ဇာမဟုတ်ဘဲဝိဇ္ဇတို့ရဲ့ခေါင်းချုပ်ဖြစ်တဲ့ရကန်းစင်တော်ဆရာတော်ဘုရားကြီးဥပပါဒဟာ တတ်တော်ထင်ရှားရှိစဉ်ကလေးကထူးခြားတဲ့သိတိတကူတွေကိုပြခဲ့တဲ့သူပါဘိုးဘာသာဟာအသွင်မျိုးမျိုးပြောင်းပြီးဂန္ဓာယီခီးလှဲ့လေလေးရှိပါတယ်တခါကိုရင်ကြီးလှုပ်လိုက်ရတိလှုပ်လိုက်လူဝတ်ကြောင်နဲ့နေလိုက်အမျိုးမျိုးတွေ့ရတတ်ပါတယ်သိတိပေါက်ပြီးယဟန်ဘဝကလူဝတ်ကြောင်ကိုလဲတယ်လို့လည်းပြောကြပါတယ်ယဟန်ဘဝနေတုန်းကဝါတော်39ဝအထိရခဲ့တယ်လို့လည်းဟင်းသာမယွာက တပည့်များကပြောကြပါတယ်တခါတော့ဘိုးဘာသာဟာလူဘဝဆရာကုန်းအမည်နဲ့ ရင်းသားရွာမှာဆင်းစရာအဖြစ်နဲ့ထင်ရှားနေပါတယ်။ဆရာကွန်းဟာယောဂဝေဒနာတွေကိုကုသရမှာအလွန်ထိရောက်ကြောင်းဗဇက်ကလည်းစီးကုတဲ့အခါတိုင်းညတိညပတ်တွေပြောပြီးကုတာဖြစ်ကြောင်းပြောဆိုကြပါတယ်။ရင်းသားရွာမှာနေစဉ်တညအမျိုးသမီးငယ်လေးနှစ်ယောက်ကဆရာကွန်းထံလာပြီးအမေကြီးဘိုက်နာလို့ပါလို့ဆိုပြီးစိတ်လာတောင်းတော့နေအမေဘိုက်နာရင်ကြပွင့်နဲ့ထိုးလို့ပြောလိုက်တယ်။အင်းရောက်တော့ဆရာကွန်းပြောတဲ့အတိုင်းလုပ်ကြည့်တာအမှန်တကယ်ပဲယောဂပျောက်ကင်းတတ်တာတော့ကိုတွေ့ရပါတယ်။ ဆရာကွန်းဟာတိတိပေါက်ပုဂ္ဂိုလ်ကြီးဆိုပြီးလူအများကတပည့်ခံကြတော့ဆရာကွန်းထံမှာတပည့်များနဲ့တယုံယုံဖြစ်နေပါတယ်။ဆရာကြီးဆရာကြီးဆိုပြီးနှုတ်ဖျားကမချပဲတပည့်များကပြုစုကြပါတယ်။ဒီနေ့ဆရာကွန်းဟာတပည့်တွေကိုအိယာပြင်ခိုင်းတယ်။အိယာပြင်ပြီးတာနဲ့အဲ့ဒီအိယာအထက်မှာပဲတလနှစ်လကြာအောင်အိပ်ပါတော့တယ်။တပည့်တွေကိုလည်းဘာမှမမှားတာကြောင့်တပည့်တွေဟာနှိုးလည်းမနှိုးရဲ့အတမများရှိသေးရဲ့လားလို့တွားကြည့်ကြတော့လေချီရီလက်တွေဟာအကောင်းတိုင်းအမှန်တကယ်အိပ်စက်နေတဲ့ပုံနဲ့ မလို့မရှက်တလားလောက်အဲ့ဒီအတိုင်းကြီးအိတ်နေပါတယ်။ဆရာကွန်တလားကြောင်အောင်အိတ်ပြီးအိယာမှာထလာတော့ရေမိုးချိုးထမင်းစားပြီးငါလှူမယ်လို့ပြောကမန်းနဲ့ဆောက်ဖို့နေရာရှင်းခိုင်းပါတော့တယ်။နေရာရှင်းပြီးမကြမီလူတွေအသီးသီးရောက်လာကြပြီးမန်းနဲ့ဆောက်သူကဆောက်ချက်ပြုတ်သူကပြုတ်နဲ့လူလင်းသီးမရှိအောင်စံစီကြက်တုံငရုတ်ကအစအကုန်လာရောက်လှူဒန်းကြပါတယ်။အရက်လေးမျက်နာကလူတွေသားမကရှမ်း99ဆော်ဝါးလေးရောက်လာပြီးလက်ဆောင်ပစ္စည်းတွေနဲ့အလှူလာပြီးကူကြပါတယ်။ အဲ့ဒီလူကြီးဟာခုနလတိတိကြပါတယ်တပည့်တွေကတောင်သူလဲလို့ဖို့အချိန်တန်ပြီဖြစ်တာကြောင့်အလူရနာဖို့ဝိုင်းဝန်းတောင်းပန်ကြတော့မှဆရာကုန်းဟာတပည့်တူအူကိုမနဲ့အလဲမှာမိထွန်းခိုင်းပြီးရွတ်ဖတ်တဲ့စေကအမျှဝေပါတော့တယ်အားလုံးနဲ့ပြီးရောမနဲ့အလဲကမိကိုနှိမ်ခိုင်းလိုက်ရရုတ်တရက်ကောင်းကင်တစ်ခုလုံးမှောင်မဲလာပြီးမိုးကြီးလေကြီးရွာချပါတော့တယ်မိုးလဲတိတ်ညအလင်းရောင်လဲပေါ်လာရော အလူပွဲမှာရှိတဲ့အသုံးဆောင်ပစ္စည်းတွေဟာဘာဆိုဘာမှမရှိတော့ပဲ အကုံသူနဲ့တက်ဆိုင်ရာစီကို ရောက်နေတာကို ထူးဆန်းစွာမြင်တွေ့ရပါတယ်။အဲ့လိုထူးထူးဆန်းဆန်းအမခန့်အဖြစ်ပြက်တွေကိုလည်းရကန်းစင်အောင်ဆရာတော်ကြီးတစ်ဖြက်လဲဆရာကုန်းကလုပ်ပြခဲ့ဘူးပါတယ်။အဲ့ဒီခေတ်အဲ့ဒီခါကဖုန်းကင်မရာမပေါ်သေးရာကြောင့်မှတ်တမ်းတင်ထားနိုင်မှုမရှိတဲ့အတွက်စာပေနဲ့ပဲမှတ်တမ်းတင်ခဲ့ရတာကြောင့်နှောင်းလူတွေကိုဒီအကြောင်းတွေပြန်ပြောတဲ့အခါတန်တရားရှိကြမယ်ဆိုတာနားလည်ပါတယ်။ယုံကြည်မှုထံတမိုင်းဖြစ်ရတဲ့မှတ်တမ်းတွေကိုမပြောင်းမပြက်အောင် ပြန်လည်တင်ဆက်ပေးတာဖြစ်တဲ့အတွက် ရုံကြည်နိုင်သူတွေကတော့မြန်မာနိုင်ငံမှာထူးခြားတဲ့ဆရာတော်ဘုရားကြီးတွေဟာအမှန်တကယ်ရှိခဲ့တယ်ဆိုတဲ့တမိုင်းဖြစ်ရတစ်ခုအနေနဲ့နားဆင်ကြဖို့မြစ်တာရက်ခံပါတယ်။ဒီနေ့ဥပိန်တရာကြီးပေါ်မှာလူသွားလူလာကင်းမဲ့နေတော့မနက်ခင်းနေအောင်ကြီးနဲ့အတူယဟန်ဦးကြီးတပားဟာညစ်သေးတဲ့သင်္ကန်းအဆုတ်ပြင်းနဲ့ဥပိန်တရာစီကိုဥတီပြီးသွားလျက်ရှိပါတယ်။သူ့ပခုံးပေါ်မှာလည်းအီယာမကြီးကျယ်တဲ့သင်္ကန်းတုတ်ကြီးကိုထမ်းကခါးနှင်းငယ်ကိုင်းတာကလွဲရင်ယဟန်ဦးကြီးဟာအရက်ရှိမျက်နာကိုဘဲမှမကြည့် ်ဦးတင့်ဝင်ဟာကိုရဆိုင်လေးပေါ်ကနေပြီးဆန်ရှိကဖျက်လျှောက်သွားတဲ့ယဟန်အိုကြီးကိုစိတ်ဝင်တစားကြည့်နေမိပါတယ်။ဘာကြောင့်လဲမသိယဟန်အိုကြီးကိုမြင်လိုက်တဲ့အချိန်မှာရင်းတွေတလက်လက်ဖြစ်လာပြီးနောက်ကလိုက်သွားခြင်းစိတ်ပေါ်လာတာကြောင့်လိုက်သွားမိပါတယ်။စိတ်ထဲမှာလည်းယဟန်အိုကြီးကိုအင်ကိုပင့်ဖိတ်ပြီးစွန့်ကပ်ခြင်းစိတ်တွေတဖွာဖွာဖြစ်ပေါ်လွန်နေပါတယ်။ဦးတင့်ဝင်နောက်ကလိုက်သွားတဲ့အခါတွေ့လိုက်ရတာကယဟန်အိုကြီးဟာဥပိန်တရာအထက်နာကဦးတာရင်ရဲ့မဟွင်းကားကိုတောက်ဖို့ထဲခိုင်းနေပါတယ်။ ဲ့ဒီအချိန်မှာဥတင်ဝင်ဟာယဟန်ဦးကြီးနောက်ကနေပြီးဥတာရင်ကိုအကျော်ပါထည့်ပေးဖို့မျက်ရည်လှမ်းပြနေတာကိုယဟန်ဦးကြီးကသိနေတဲ့အလားလက်ကပြပြီးအကျော်မထည့်ဖို့ပြောပါတယ်ဥတင်ဝင်ဟာထူးခြားနေတဲ့ယဟန်ဦးကြီးကိုကြည့်ပြီးစိတ်ဝင်စားလာတာကြောင့်ယဟန်ဦးကြီးမွေးငါတောက်ပြီးလို့အထမှာအင်ကိုကြွားရောက်ဖို့ပြင့်ဖိတ်ရာယဟန်ဦးကြီးကလည်းမငင်းမဲလက်ခံတော်မူပါတယ်ဒီလိုနဲ့အင်ရောက်လာတော့ယဟန်ဦးကြီးနဲ့စကားပြောရင်းတင်းတင်းနှီးရှိလာတော့ယဟန်ဦးကြီးမသိခင်ချမ်းလာတဲ့အထုပ်ကြီးကိုဖြွင့်ကြည့်လိုက်တာ အတွင်းမှာ paper byte တွေဖြစ်နေပါတယ်။ဦးတင်ဝင်ဟာမိမိအိမ်မှာပင့်ထားတဲ့ရဟန်းအိုကြီးရဲ့မျက်နှာတော်ကိုတဖြည်းဖြည်းနဲ့ပြန်မှတ်မိလာပါတယ်။လွန်ခဲ့တဲ့၁၇နှစ်သားចောင်းသားအရွယ်တုန်းကမွေးရမြေမြေသားမျိုးနဲ့ညောင်ကျစ်ကြီးရွာအဖိုးဒီလက္ခဏာចောင်းမှာနေခဲ့စဉ်ကတနေ့တော့အဖျားအယံတက်လာတာကြောင့်နေပူစာလှုံနေတုန်းမှာចောင်းသားမောင်တင်ဝင်ရဲ့ခေါင်းကိုလာပုတ်ပြီးမင်းဒီနေ့ကစာပြီးဘယ်တော့မှမဖျားတော့ပါဘူးကွာ။အဲ့လိုလာပြောတဲ့သူဟာဒီဟန်းအိုကြီးဖြစ်နေတာပဲ။ဟုတ်ပြီ။ ဒီယဟန်အိုကြီးဟာအဲ့ဒီအချိန်တုန်းကငါ့ကိုလာပြောတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာနဲ့တတိယနဲ့တူနေတာပဲအန်အိုးဘူကောင်းတာကအဲ့ဒီပုဂ္ဂိုလ်ကြီးလာပြောတဲ့နေ့ကစပြီးဦးတင့်ဝင်ဟာအသက်ကြီးလာတဲ့အထိတခါမှထပ်ပြီးမပြားတော့ပါဘူးယဟန်အိုကြီးဟာဦးတင့်ဝင်အိမ်မှာသတင်းသုံးနေထိုင်တာ၅ရက်ခန့်ကြာသွားတော့တခြားနေရာကိုဆက်လက်ကြွားတော်မူဖို့ပြောလာပါတယ်သင်ငန်းတွေဟာလည်းစုပ်ပြဲနေပြီးအနားတွေကိုစုချီထားတာကြောင့်ဦးတင့်ဝင်လည်းစိတ်မကောင်းဖြစ်ကနောက်တစ်ခါဒီနေရာတစ်ဝိုက်ကိုရောက်ဖြစ်ရင်တပည့်တော်အိမ်ကိုကြွားခဲ့ပါအောင်ဖေဟာ ိတ်လိုရှောက်ထားလိုက်ပါတယ်။ဦးတင်းဝင်လည်းနောက်တစ်ခါယဟန်ဦးကြီးကြွလာတဲ့အခါတင်ငန်းလူရအောင်မြမမင်းတင်ငန်းတိုက်ကတင်ငန်းတစုံဝယ်ပြီးယဟန်ဦးကြီးကြွအလာကိုစောင့်နေခဲ့ပါတယ်။တနေ့တော့အဖိုးတို့တူအမှတ်မထင်ပဲဦးတင်းဝင်အိမ်ကိုရောက်လာပါတယ်။တေချာကြည့်လိုက်တော့ယဟန်ဦးကြီးဖြစ်နေပြီမယ်။ဒီတစ်ခါရောက်လာတာယဟန်အဖြစ်နဲ့မဟုတ်ပဲဆရာကုန်းအဖြစ်နဲ့ဖြစ်နေပါတယ်။ဦးတင်းဝင်လည်းမထူးဘူးဆိုကရည်ရွယ်ရွယ်ထားတဲ့တင်ငန်းကိုဆရာကုန်းရှေ့ချလှူနှမ်းလိုက်ပါတယ်။ဆရာကုန်းက ငါသာမင်းကြိုက်တဲ့ဘုံကြီးကိုလှူလိုက်ကွဆိုပြီးသင်္ကန်းကိုပြန်ပေးလိုက်ပါတယ်ဆရာကွန်းဟာဥတင်ဝေကိုစကားပြောတဲ့အခါตาตาနဲ့ခေါ်ပြီးပြောပါတယ်ဒါပေမဲ့သူပြောလိုက်တဲ့စကားတိုင်းဟာဘယ်အချိန်မှပြောပြောဘယ်တော့မှအမှန်မပြောတောပြောတောင်ပြောများတာဖြစ်ပါတယ်ညတနားထိုးရင်ငါသာထဆမ်းပါလို့ပြောတဲ့စကားတခွန်းသာမှန်ကန်တိကျတဲ့စကားဖြစ်ပါတယ်ဆရာကွန်းရဲ့ပြောပြချက်အရာဆရာကွန်းဟာဥတင်ဝေရဲ့အရင်ဘဝကမိဘတော်ဆက်ခဲ့မှုကြောင့်သိရပါတယ် အဲ့ဒီအတွက်ကြောင့်ဆရာကုန်းကိုအိမ်မှာအနိကပြုစုလို့ကြွေးပါမယ်လို့တောင်းဆိုပေမဲ့ဆရာကုန်းလက်မခံတာကြောင့်မပြုစုရပါဘူး။သို့ပေမဲ့ဆရာကုန်းနဲ့အတူဦးတင်ဝင်လိုက်ပါပြီးအနိကလိလာကြည့်တဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ဆရာကုန်းဟာထူးခြားတဲ့ပုံကိုကြီးဖြစ်ကြောင်းသိလာရပါတယ်။ဆရာကုန်းဟာတာမန်သူတွေနဲ့မတူတဲ့အချက်တစ်ချက်ကလက်စစ်တွေက50တိတိရှိနေခြင်းဖြစ်ပါတယ်။တညက်နေဆရာကုန်းကငါသားလာဆန်းဆိုပြီးကြိုးကိုရိုက်လိုက်ကမင်းကဓာရီရှိနေရကို ဆိုပြီးမတ်မှုတ်ပေးပါတယ်။ ဦးတင်းဝေလည်းဘာမှမသိပဲကျောကိုအရိုက်ခံလိုက်ရတာကြောင့်အနေငယ်တော့အောင့်တသက်ဖြစ်သွားရပါတယ်။ညနေထမင်းလဲစားရောထူးဆန်းစွာနဲ့ပဲဦးတင်းဝေရဲ့ဗဇက်ကနေပြီးအံပွားတွေပြုတ်ကျလာပါတော့တယ်။အံပွားရှိတဲ့သူကအင်မတန်ထူးခြားပြီးစိုးသွမ်းတဲ့နေရာမှာလည်းသူမတူအောင်ထူးထူးခြားခြားစိုးသွမ်းတဲ့သူပါ။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးဦးတင်းဝေလည်းဆရာကွန်းကျေးဇူးနဲ့မိုက်ဆက်သိမ်းခဲ့ရပါတော့တယ်။ဆရာကွန်းကငါ့တာမင်းနဲ့နောက်ဆုံးမှမဟုတ်ဘူး။ ်မင်းဟောကချီးမြှောက်ဖို့အချိန်မကျသေးဘူးမင်းအသက်80ရောက်ရင်ဖျားတည်ရမယ်အဲ့ကြရင်အလှပေးပါမင်းအတွက်နေရာပေးထားပြီးပြီအဲ့ဒီကငါလာခဲ့မယ်အဲ့လိုပြောဆိုပြီးကြွသွားပါတယ်အဲ့ဒီနေ့ကစပြီးဆရာကုန်းနဲ့ဦးတင်ဝင်အိမ်ကိုကြွမလာတော့ပါဝိဇာထွက်ရပေါက်ပုဂ္ဂိုလ်များဟာသဒ္ဒနာအတို့ရှိရေးကိုအားပေးကူညီကြသူတွေဖြစ်ကြပါတယ်ကန္နာယီချင်းချံသူတွေကိုလည်းအချုပ်အကန့်ညွှန်ကြားလျက်ပင်ရှိကြပါတယ် ရက်ကန်းစင်အောင်ဆရာတော်ဘုရားကြီးဥဩဘာသားရဲ့ကတော်ကန်းကိုလည်းဘ ഹു တုတရအောင်ဖော်ပြပေးလိုက်ပါတယ်။ယာဇကဟိငါးထွေတောင်ညိုဝွင့်ရန်ခိုးသည် နုပြိုဆွန့်ဆွန့်ဘုန်းရှင်ပွင့်တယ်လို့ပြည်တော်နဂိုးယာဇကျိုးမှာပုဂ္ဂိုလ်၄ဦး၈ဦးတော့အရှင်၈တောင်းသောဆရာ အထာရတကိစ္စပီးစီးတကွာ96ပါသောထွက်ရပုဂ္ဂိုလ်တပည့်ရင်ရှင်မတိရှင်အစ္ဇဂောနာဓမ္မစီရီမင်းကောင်ဥအောင်ရသိစံရှိကိုရောဥဓမ္မစာရီ ဆယ်ပါးသောတိတ်ပြီမျိုးနဲ့လူဝိဇ္ဇတို၊နတ်ဝိဇ္ဇတို၊ဘလူးဝိဇ္ဇတို၊စေးစုံမန္တန်ဝိဇ္ဇတို၊ညက်လှဲ့ဝိဇ္ဇတို၊ဇောကြီးဝိဇ္ဇတို၊တန်ဝိဇ္ဇတို၊ပြဒါဝိဇ္ဇတို၊ဂါရာဝိဇ္ဇတို့တို့ကိုအစိုးရတော်မူသော အထာရတ္တအရှင်သခင်ဝိရိယတိကဖျားလောင်းရကန်းစင်တော်ဆရာတော်ဥပပါဒဆိုပြီးခေါ်ဝေါ်ကြောကြတာကိုလည်းလိလာသိရှိရပါတယ်။တိုင်းကြီး16ပြည်တော်မှာရှိတဲ့ဝိဇ္ဇတို၈000လုံးအနက်က တကား64တကားပိုင်းသဒ္ဒနာကျိုးကိုင်ဇီဝကျိုးကိုင်မနောမယကျိုးကိုင်ဆိုပြီးထင်ရှားကျော်ကြားလျက်ရှိတဲ့ရကန်းစင်တော်ဆရာတော်ကြီးဦးဩဘာသာဟာခொနည်းသားသမီးတွေကိုကက်ကြီးသုံးမကကေတော်မူလျက်ရှိပြီးမိမိရဲ့တပည့်တွေကိုလည်းမြမပြည်အနှံ့ဆေးလွတ်ကသဒ္ဒနာပြုစေခဲ့ပါတယ်။ပညာအမွေချီးမြှင့်ခြင်းခံရတဲ့သဒ္ဒနာပြုပုဂ္ဂိုလ်အကျော်များဟာမြမပြည်အထက်ပိုင်းမှာဆရာတော်ဦးပညာစောတဦးတောင်ဦးပစိန်မင်းမျိုး မန်လင်းတိုင်းမှာဆရာရဲသူဆရာချန်ဆရာလှိုင်ဆရာဆိုင် အမေပုဆရာဆန်ဆရာကျွားဆရာဝင့်တမတော်ကြီးရွှေလဝါဥယံကျော်ဥကျော်တင်ဥကျော်တောင်ငူပြင်မနာဘက်မှာအဖေကြီးဆရာဥစောလာဖုံဖုံလေးဗရောင်းမျိုးကလဲပြီးဆရာတော်ဥသာသနာမာလာဥဇဝနာမြမပြီးအောက်ပိုင်းရန်ကုန်မြို့ကရောက်ကိုဆရာတော်ကြီးဥတရမသိတ္တီမြို့ဝကျုံးမော်ဘက်ကဆရာတော်ဥတီလာဥဝီတုဒ္ဒဥသာသနာ ဆရာကြီးဥပသိန်းဥဝင်းမြင့်စတဲ့ပုံကိုယ်တွေဟာရကန်းစင်တော်ဆရာတော်ဘုရားကြီးဥပပါသားရဲ့ပညာအမွေဆက်ခံရမြည်တဲ့တွေဖြစ်ကြပြီးချင်ရှားကြော်ကြတဲ့တာသနာပြုပုံကိုယ်တွေဖြစ်ကြပါတယ်။ထွက်ရပေါက်ပုံကိုယ်များဟာအစွမ်းအစဘလောက်ရှိသလဲရှိပါရမီအထုံဘလောက်ပါသလဲဘယ်နေရာကိုဘလို့နေရာပေးမလဲဆိုပြီးတိတ်တိတ်ကိုပြန်ကြလိရှိပါတယ်။ရကန်းစင်တော်ဆရာတော်ကြီးဥပပါသားဟာအောင်ပင်လေကံမှာညှစ်ချနေတဲ့သင်္ကန်းနဲ့ကိုကိုရွရွနေထိုင်တော်မူပါတယ်။ အဲ့ဒီအချိန်မှာဝိဇ္ဇတို့တပားကကောင်းကင်ကြီးကပြန်လာစဉ်ဆရာတို့ကိုမြင်တော်မူရာကြောင့်ပညာရများကိုစမ်းသပ်လေ့လာရာဝိဇ္ဇတို့ယောက်ျားအရှုံးနဲ့ပြေးခဲ့ရတဲ့အဖြစ်အပျက်ရှိခဲ့ပါတယ်။အဲ့ဒီဝိဇ္ဇတို့ယောက်ျားကတစဉ်ဝိဇ္ဇာပေါင်းများစွာတို့ဟာအစင်းစင်ကြားသိကြပြီးဆရာတို့ထံကိုလာရောက်ပညာစမ်းသပ်ကြပါတယ်။ဝိဇ္ဇာအကျော်မော်တို့ဟာလည်းတစုတဝေးနဲ့ရောက်လာကြပါတယ်။ရကန်းစင်တော်ဆရာတော်ဖျားဇီးသီးများဖုံးပေးကြပါလားလို့ပညာစမ်းတဲ့အနေနဲ့ဝိဇ္ဇတို့တပားကမေးတော့ဆရာတော်က ေးကောင်းတာပေါ့ကွယ်ဆိုပြီးဖြေတာကြောင့်အဲ့ဒီဝိဇ္ဇရူဟာဇီးသီးဖြစ်အောင်စေတလုံးနဲ့အပင်ပေါက်စီအညွန့်ထွက်စီဇီးသီးဖြစ်စီမှဲ့စီရောက်စီဆိုပြီးအမိန်ပေးပြီးလဝဘော်ကဇီးသီးတွေကိုဆရာတော်ကိုကတ်လူပါတယ်အဲ့ဒီအခါရကန်းစင်အောင်ဆရာတော်ကမင်းနဲ့ကွာဇီးသီးစားကြင်တာများကဲဇီးသီးရောက်ဆိုပြီးလဝဖြန့်ကဇီးသီးကိုပေးလိုက်ပါတယ်စေတလုံးပိုင်တဲ့ဝိဇ္ဇရူကမှဇီးသီးဖြစ်ဖို့အစင့်စင့်အမိန်ပေးနေရပါပဲ။ ်ဆီယရော်ကြီးပညာဟာချက်ချင်းလန်ငယ်အစွမ်းပြနိုင်တာကြောင့်အဲ့ဒီဝိဇ္ဇတို့လည်းလက်မှန်ချရရှာပါတယ်တခါလေအရှိစကြဝဠာတတိုင်းနဲ့အနောက်စကြဝဠာတတိုင်းကိုစမများမှတ်ပြီးအခေါက်အရေအတွက်ဘသူများလဲဆိုတာပြန်ကြမယ်ဆိုပြီးဝိဇ္ဇာအပေါင်းဟာပြိုင်ပွဲဝင်ကြရာရကန်းစင်အောင်ဆီယရော်ကြီးဥပပါတရဲ့စမတွေဟာစကြဝဠာတိုင်းမှာ အမှတ်အများဆုံးနဲ့အောင်ပွဲဝင်ခဲ့ပါတယ်အဘဝိဇ္ဇာကြီးဘိုးဘိုးအောင်ဟာဝါတလုံးဖြည့်ရင်နှလုံးပေါ်တယ်ဆိုတဲ့စကားလည်းရှိပါတယ် ဒါပေမဲ့ရကန်းစင်အောင်ဆရာတော်ရဲ့ဝရီဟာတလုံးဖြတ်တာနဲ့ထောင်တောင်းပေါ်နှလုံးဖြတ်လိုက်ရင်တိမ့်တန်းပေါ်လာတာကြောင့်ဝိဇာလောကမှာပြန်ပက်ကင်းအကြီးအကဲအမြင့်ဆုံးရာထူးကိုပေးရပါတယ်။ဒါဟာခေါင်းစဉ်မှာပြောခဲ့တဲ့ဝိဇတို့အချုပ်ဆိုတဲ့အတိုင်းဝိဇတို့အားလုံးနဲ့ပညာပြန်ကြရာကအမြင့်ဆုံးအောင်မြင်ခဲ့တဲ့အတွက်ဝိဇတို့များရဲ့အကြီးအကဲရာထူးကိုရရှိတော်မူခဲ့တဲ့ရကန်းစင်အောင်ဆရာတော်ကြီးဥဩဘာသာအကြောင်းပဲဖြစ်ပါတယ်။ဆရာတော်ကြီးဟာအကြီးအကဲတွေမဟုတ်ဘဲ ထွေရပောက်ပုပ်ကိုတွေကိုရွှေပရပိုက်နဲ့ရွှေကညက်ကိုင်းကစည်ရင်မရတဲ့မဟိတိတိတ်တိပုပ်ကိုကြော်ကြီးလည်းဖြစ်ပါတယ်။ရက်ကန်းစင်အောင်ဆရာတော်ကြီးဥဩဘာသာအကြောင်းကိုပြောရရင် ပြောလို့ကိုနိုင်မည်မဟုတ်ပါ။ဆရာတော်ဟာဝိဇ္ဇတို့လောကမှာအကြီးအကဲအချုပ်ဖြစ်ုံသာမကထွေရလန်းကိုမြန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းခொနီယသားသမီးတွေကိုကဲတင်ခဲ့တဲ့ထူးခြားတဲ့ဖြစ်ရပ်များစွာရှိခဲ့ပါသေးတယ်။နောက်ခါအလင်းသိရင်ဆရာတော်ကြီးရဲ့ထူးခြားတဲ့ဖြစ်စဉ်တွေကိုတင်ဆက်ပေးပါဦးမယ်။ ဆီယာရိုကြီးရဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကို လေ့လာတဲ့အခါမှာလောကမှာမိမိညာနဲ့လိုက်လို့မမိနိုင်တဲ့အဖြစ်အပျက်များစွာရှိနေတဲ့အကြောင်းကိုလက်ခံမိပါတယ်။မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုယဟန်တော်တစ်ပါးကလူဆိုတာဘလို့ဖြစ်လာတာလဲလို့မင်းလျှောက်တော်မူတဲ့အခါဘုရားရှင်ကမဖြေဘဲနှုတ်ဆက်တော်မူပါတယ်။ဘုရားရှင်ဟာမသိလို့မဖြေတာမဟုတ်ပဲတပည့်ညွတ်ညံတော်ကြီးနဲ့လူတယောက်ရဲ့တန်တရားအစကိုကြည်တာတော့မှအစဆိုတာကိုမမြင်နိုင်လောက်အောင်ရှေလျားလွန်းလာတာကြောင့်အကျိုးမရှိတဲ့အရာအတွက်ဟောရမမှုခဲ့ခြင်းဖြစ်ပါတယ်။ လူတယောက်ရဲ့တန်တရားကိုမပြောနဲ့လက်ရှိမြင်နေရတဲ့တိလိစံအရေးအတွက်ကိုတောင်မိမိညာနဲ့အတိအကျသိနိုင်ဖို့ခိုင်းရင်းလာပါတယ်။ဒါကြောင့်တချို့အဖြစ်ပြက်တွေဟာမယုံကြည်နိုင်ဘူးဆိုပြီးအတင်းညင်းဆိုနေမဲ့အစားယုံကြည်နိုင်လောက်တဲ့ညာအတိုင်းတာမရှိတာကြောင့်မယုံကြည်ခြင်းဖြစ်တယ်ဆိုတာကိုပဲလက်ခံရပါတယ်။ယုံကြည်ခြင်းမယုံကြည်ခြင်းဟာမိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့အတွက်အငင်းမပွားလိုပါ။မြန်မာစကားမှာယုံရင်ကြည်ညိုတာဖြစ်တဲ့အတွက်ဆရာတော်ရဲ့သီလတမာရီနဲ့ ဝိဇာမယပညာတော်ကြီးကိုရိုသေစွာကတော့ရင်းနဲ့ဒီအကြောင်းအရာလေးကိုအဆုံးသတ်ပါရစေ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။